Hello အားလုံးပဲမြင်ကြတော့ပါ United ရှိူကနေကြိုဆိုပါရစေ။ Fabrizio ကတော့လက်ရှိ Napoli မှာစွန်းဆောင်ရီကောင်းနေပြနေတဲ့ Rasmus Hojlund နဲ့ Manchester United ရဲ့အနာဂတ်ဒါ Napoli နဲ့ကြားတဲ့ကအနာဂတ်နဲ့ပတ်သက်လို့ပြောလာတာလေးကျွန်တော်ရှိတယ်ပေါ့နော်။ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမြင်ကြတော့ပါ။ဆိုတော့ဟို Romano ကတော့ကျွန်တော်တို့ဒီ Napoli ရဲ့ဘက်ကတော့ပေါ့နော် Tyson Zama ဖြစ်တဲ့ Rasmus Hojlund ကို အပြီးသက်သူတို့အသင်းထံ အရာခေါ်ကျင်နေပေါ့နာပိုလီနေနဲ့ဒီကစားမဖြစ်သူကိုယုံကြည်ထားတယ်လို့သူတို့ရဲ့ကာလာရှိ project မှာလည်းပဲအင်မတန်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်မြင်ထားတယ်ပေါ့နော်အကစားမဖြစ်သူကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့နာပိုလီမှာအခွင့်အရေးအကြီးရှိနေတယ်။ဆိုတော့စုစုပေါင်းကျွန်တော်တို့ကယူရိုတန်း90 package နဲ့ခေါ်ယူနိုင်မှာဖြစ်တယ်ပေါ့။လက်ရှိအငှားကြီးကတော့ယူရို6တန်းပေးထားရတယ်။ဆိုတော့ဒါအပြင်အပြည့်အဝဝယ်ယူဖို့အတွက်ကိုတော့ယူရို54တန်းထပ်ပြီးတော့ပေးရဖို့ရှိတယ်။ ယူရို၄၄သန်းပေးပြီဆိုတာနဲ့နာပိုလီက Rasmus Hojlund ကိုအပြစ်တဲ့ခေါ်နေမှာဖြစ်တယ်ဗောဗျာဒါအပြင်နာပိုလီရဲ့ဘက်ကလည်းဒီ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 အပြောင်းရွှေ့မှာ၄၄သန်းတုံဖို့ကတော့တိတ်ပြီးတော့ကျွန်တော်တို့ဒါဒီဘယ်လိုပြောမလဲတုံဆိုင်နေမဲ့အနေထားမျိုးမှာကျွန်တော်ရှိမနေဘူးဗောနော်သူတို့က၄၄သန်းပေးပြီဆိုလို့ရှိရင်ဒီအပြောင်းရွှေ့ကလုံးဝကိုဖြစ်သွားဖို့ရှိတယ်ဗောအကြားထဲမှာဘာမှထက်ပြီးတော့ရှုပ်ရှက်ခတ်လာတာတွေကျွန်တော်တို့ဗောနော်မကြုံရပဲနေဗောဗျာဆိုတော့ Rasmus Hojlund ကိုနာပိုလီရဲ့ဘက်ကအပြစ်သက်လူကျင်တယ်ဒီနေရာမှာ မန်ချက်စတာယူနိုက်တက်အတွက်ကောကစားသမားအတွက်ကောနာပိုလီအတွက်ကောကျွန်တော်တွေးကြည့်ရင်တကယ်ကောင်းတဲ့အချက်လို့ကျွန်တော်မြင်တယ်အဲနံပါတ်1အနေနဲ့တော့လူရက်စမာဝိုင်လန်ကိုယ်တိုင်ကတော့ဗျမန်ချက်စတာယူနိုက်တက်မှာကစားကျင်တာပေါ့တိုးတော်လည်းပဲကိုရီအသင်းမှာကသူရှိတုန်းကပလန်ကောင်းကောင်းနေကျွန်တော်မစီစဉ်နိုင်ခဲ့ဘူးเนาะနောက်ဆုံးတော့မသိရင်ပဲရက်စမာဝိုင်လန်ကကစားမကောင်းတယောက်မဟုတ်တာလို့လို့ဘောလုံးပဲမကန်တက်တာလို့လို့ ਨੇ ကျွန်တော်သားမီဒီယာတွေကြားထဲမှာပြောခံဆိုခံခဲ့ရတာအဲဒါမျိုးလို့ဗောနောသူ့ကိုအမှန်ကန်ဘယ်လိုသုံးရမလဲ ကစားမဖြစ်သူကိုကျွန်တော်ဘလို့အသုံးချရမလဲသူ့ profile ဘလို့လဲမှန်မှန်ကန်ကန်နီးပြတယောက်လက်ထဲရောက်သွားတဲ့အခါ project တစ်ခုလက်ထဲရောက်သွားတဲ့အခါကျတော့ Resman Whiteland ကိုကျွန်တော်ကမြင်လာပြီအီတလီစီးရီးမှာကလေးကကောင်းနေတာပဲအဲ့လိုကြောင့်လို့လဲကျွန်တော်ကခေါ်ထားတာပဲပေးခဲ့ရတဲ့ဈေးကမတန်ဘူးဆိုပေမဲ့လည်းလို့ပေါ့နော်တိုးတိုးလည်းပဲသူ့မှာသူ့အီချင်းတဲ့သူကျွန်တော်ရှိတယ် Manchester United မှာဆိုလို့ရှိရင်အခွင့်အရေးတွေဖန်တီးမပေးနိုင်ရတာနဲ့နော်ဒီတိုက်စစ်မှုကိုဥတည်ပြီးတော့မကစားရတာနဲ့ကျွန်တော်တို့ကတိုင်ပတ်ခဲ့တာအခုဆိုလို့ရှိရင်နာပိုလီမှာဂိုးတွေသွင်းနေတယ်ဆိုတော့ကျွန်တော်အလကားမဟုတ်ဘူး ော်ကျွန်တော်ဒါကေဗင်ဒီဘရိုင်းမှကျွန်တော်မဟုတ်ဘူးကျန်တဲ့ဘယ်ကစားသမားမဆိုနာပိုလီရဲ့ဘက်ကဂိုးသွင်းဖို့အတွက်ကျွန်တော်တို့ဘယ်နော်အခွင့်အရေးဖန်တီးဖို့ကျွန်တော်ချူပန်းကြပြီဆိုရင်တိုက်စစ်မှုကိုပဲဥတည်ပြီးတော့ကျွန်တော်သာချူပန်းကြတာပဲဒါဟာရက်စမောက်ဝိုင်လန်မို့လို့ကျွန်တော်မဟုတ်ဘူးလူကာကူတော့ငါလည်းကျွန်တော်ဒီတိုင်းပဲသူတို့ဒီတိုက်စစ်မှုကိုဥတည်ပြီးတော့ကစားတဲ့အသင်ဖြစ်တယ်ဆိုတော့ဒါကြောင့်ဘယ်နော်ရက်စမောက်ဝိုင်လန်နဲ့ပတ်သက်လို့ရှိရင်နာပိုလီရဲ့ဘက်ကဒီကစားမဖြစ်သူရဲ့အည်သွေးကိုအကောင်းဆုံးထုတ်သုံးနိုင်နေတယ်ဆိုတာဒါအံ့ဩစရာတော့မရှိဘူးဘယ်နော် အန်အောစရာတော့မရှိဘူးဒါကြောင့်ဟိုရက်စမာဝိုင်လန်အတွက်တော့ကျွန်တော်ဒီနာပိုလီကနေပြောင်းနာပိုလီမှာဆက်ပြီးတော့ကစားခွင့်ရတင့်နေလို့ကျွန်တော်ထင်တယ်နာပိုလီမှာပဲသူဆက်ပြီးတော့နေတင့်နေလို့ကျွန်တော်ထင်တယ်ဟိုယူနိုက်တက်ကိုကျွန်တော်ကြည့်ရင်ကျွန်တော်ကဘင်မင်ရှက်ကိုကျွန်တော်ရှိနေပြီဗျာနော်ရှက်ကိုဆိုလို့ရှိရင်လည်းပဲဟိုဘယ်လိုပြောမလဲအတင်းကဈေးကြီးပြီးပြီးတော့ဝယ်ထားတဲ့ကစားမားတွေမှာပါတယ်နော်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Joshua Zixio ပါတော့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နေလူငယ်ကစားမားလေးဖြစ်တဲ့ Obi Martin တို့ပါတော့လူကစားမားတွေ ပြိုင်ပွဲကလည်းကျွန်တော်တို့နဲတာနောက်နှစ်ရွေရသည်ပြောင်းရွှေ့တော့မှဘလူထက်ပြီးတော့ကျွန်တော်တို့ကဗောနောပြိုင်ပွဲတွေကလာအောင်မယ်မတိသေးတာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်မလွယ်ဘူးဗျာနောက်ထပ်တိုက်စစ်မှုတရားကိုထပ်ပြီးတော့အချိန်ပေးနေရပေးဘူးကဒါကြောင့် Resma White ကိုဗောနောအတင်းရဲ့ဘက်ကတော့ကျွန်တော်တို့ဒါအပြည့်တက်လက်လွတ်ဖို့ကြိုးပမ်းတာပဲအကောင်းဆုံးလို့ကျွန်တော်ထင်တယ် White ကတော့သူ့ကိုယ်တိုင်အမှန်တကယ်ကစားကွင်းပြိမယ်တကယ်အချိန်ကြီးကောင်းမယ်ဆိုရင်တော့နှစ်သင်းတည်းကကျွန်တော် United ကိုပဲသူပြောင်းချင်ပါပဲ ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကိုကမန်ချက်စတာယူနိုက်တက်ပရိသတ်တယောက်ဖြစ်နေလို့ပဲကျွန်တော်တို့လိုပဲငငယ်တုန်းကတည်းကသိတယ်မလားဒီတင်းကိုကြည့်ပြီးတော့အားပေးလာတာဆိုတော့ဒီတင်းမှာကစားကွင်းရခြင်းနေဆိုလို့ရှိရင်တော့ကောင်းတာပေါ့ဟုတ်တယ်မလားတိုးတိုးလည်းပဲနာပူလီကသူ့အတွက်မှန်ကန်တဲ့နေရာဖြစ်နေတယ်ဒါကြတယ်ကြလို့ရှိရင်သူတို့ဟာ professional exam တွေဖြစ်တဲ့အတွက်သူတို့ပဲသူတို့ငယ်ဘဝမှာဘလို့ပဲအားပေးလာလာသူတို့နဲ့အသင့်တော်ဆုံးဆိုတဲ့အသင်းတွေကိုသူတို့သာပြောင်းဖို့သူတို့ကြိုးပမ်းမှာပဲသူ့အတွက်လက်ရှိမှာမှန်ကန်တဲ့နေရာဒီနာပူလီပဲနာပူလီဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် အဲလူကာကူကလက်ရှိမှာ injury ပြဿနာကြုံနေရတယ်။ဒါအပြင် Resma Whiteland ကပေါ့နော်အီတလီစီးရီးနဲ့လည်းအံဝင်ခွင့်ကျဖြစ်ပြီးသားအဲကျွန်တော်တို့အီတလီစီးရီးကိုလည်းသူဖျက်ဆီးခဲ့ပြီးသားအခုနာပိုလီမှာလည်းအချိန်ကြီးကောင်းနေတော့နီပီယာအန်တိုနီယိုကွန်ဒီကတော့စိတ်ကြိုက် player ဖြစ်လိမ့်မယ်လို့ထင်တယ် Resma Whiteland ကနောက်တကြော်တော့ဒီမှာနာပိုလီတဲ့ဘက်ဘက်ပဲကျွန်တော်တို့ကြည့်ကြည့်ပေါ့နော်ဟိုယူရိုတန်း44တန်းဆိုတာမျိုးကမများပါဘူးအမှန်တမ်းပြောရင်နော် မများဘူးဗျာသူတို့လည်းပဲဒီနေ့တင်ကြတဲ့မှာဈေးဒီပါတွေထပ်ပြီးတော့ညှိယုံမလားဘလို့လဲကြည့်ရမှာပေါ့တရားတာတစ်ခုကတော့ white land ကိုကျွန်တော်တို့ euro 44တန်းဆိုလို့ရှိရင်နာပိုလီရဲ့ဘက်ကတော့ကျွန်တော်ဒါရအောင်ခေါ်ပြီးကျိုးပန်းတင်တယ်လို့ထင်တယ်လူကာကူကအသက်ရွယ်ကကျွန်တော်ရလာပြီဗျာနော်အရင်ကိုစတောင်းဖြစ်တဲ့ကစားမတစ်ယောက်ပါနော်လူကာကူကသူတို့လည်းပဲအသက်ရွယ်ကျွန်တော်ရလာတာလက်ရှိဟိုဒီ resma white land ကအသက်ငယ်သေးတဲ့အပြင်ကိုပဲသူ့ရဲ့တိုးတက်မှုနှုန်းကမြန်နေပြီးတော့လက်ရှိနာပိုလီရဲ့အကြီးကတိုက်စစ်မှုပြေကျွန်တော်မြင်နေရတာဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်ပြလို့ရမယ်။နာပိုလီတို့က Rasma Hoyland ဒီတော်တော်လေးကိုတင့်တော်နေတာ။ဒါကြောင့် United အတွက်ဖြစ်ဖြစ် Rasma အတွက်ဖြစ်ဖြစ်နာပိုလီတို့အတွက်ဖြစ်ဖြစ်ဒီအပြောင်းရွှေ့ကဒါအပိသက်အပြောင်းရွှေ့နေပေါ့နော်။နာပိုလီရဲ့ဘက်ကခုံမေဆိုရင်သုံးဖက်စလုံးတို့အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ညူရိုရောဘယ်လိုမြင်ကြလဲ။နော်အာ Rasma Hoyland ကိုထက်ခေါ်ပြီးတော့ George ကို ရောင်းလိုက်ဟိနော်အဲ့လိုမျိုးကျွန်တော်ထင်ကြလား။ဒါမှမဟုတ် Hoyland ကိုအပိသက်လက်လွတ်တာက United အတွက်မှန်ကန်တဲ့ကျွန်တော်ဒါဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါတယ်။